ြော့ကျွန်တော်တို့ Chelsea Chelsea ကြောင်းလေးလေးပြောလိုက်အောင် Chelsea ပွဲရလေဗျာတော်တော်ဆိုးပါတယ်တေးကြောက်ဝိုက်ပြီးတော့ထင်တာဗျာနောက်ချုံးပြီလားဗောနော်တေးတေးချစ်ပါကိုမြတ်ခင်လူငယ်ကစားသမားလေးလူစားဝင်နဲ့ကျွန်တော် Chuck မာ Josh Chuck ကြီးလိုလဲခေါ်ဗျာ Josh လိုလဲခေါ်ကြပါတယ်သူကဂိုးမတိုင်ခင်ဘလို့မဟုတ်ဂိုးမရဘူးလို့တွေးနေတာဗျာမရတော့ဘူးသွားပြီလို့ဆိုပြီးတော့ ်ချစ်စရာဒီနေ့တော့ချစ်မလေးဝင်ဝဲရနေပြီးတော့ကျွန်တော်ဖယ်ပြရတော့မယ်ဆိုပြီးတော့တွေးနေတာဗျာဝင်စင်းချက်ပါတယ်အားလို့ကြည်နေကိုအိုင်ဝဲတော့မှတိချာမကြည့်ရတော့အိုင်ရအစ်စ်ဖြစ်နေတော့အဘကြည်နော်ဒါပေမဲ့မထင်မဲ့ပဲကျွန်တော်နေတူရဲ့ဟိုဘက်ကဖြစ်တင်ပေါ်နေပြီကျွန်တော်တို့ပိတ်သွင်းသွားရပါတော့အဲပြီးတော့နေတူကပဲဒုတိယ နောက်ကြနောက်ကြအချိန်ဘူးဘူးเนาะအချိန်ဘူးမိနစ်မှာနောက်ကြအနိုင်ကိုလေးထပ်ပြောသွင်းသွားရဗျာဒီကတော့နတိုရဲ့ရောင်းရိုက်လဲမိသားလုံးရဘူးဗျာအဲပြီးတော့ရှက်စီတိုက်စစ်ကဘယ်လိုဖြစ်နေလို့ဆိုတော့ကျွန်တော်အရင်ယာစီဘက်ကိုမှတ်မိဘူးဗျာကစားသမားအကုန်လုံးနှီးပါပဲသူသဖြင့်ရှေ့တန်းပေါ့နော်ရှေ့တန်းနောက်တန်းကတော့ထားရတော့နောက်တန်းကရင်ယာစီဘက်တွေကခန်းစစ်ကစားပုံကပလိုင်းကောင်းတဲ့ပလိုင်းပေါင်းတဲ့ဖားကောက်သလိုဖြစ်နေတာဆိုတော့ ကျတော့နောက်တန်းတော့ထဲမပြောတော့ဘူးကျွန်တော်ရှေ့တန်းနဲ့လေတန်းရင်ညာဒီဝက်နဲ့တခြားစီဗျာရန်သူနဲ့တခြားစီအဲသူသမီးကိုပါမာချက်စင်တော်တော်ပုံမှန်ရှည်စွမ်း အောက်ကိုတော့ရောက်ရှင်တယ်ဗျာကျွန်တော်ကြည့်ရတာလုံးမဆင်ပြေဘူးအခုနောက်ပိုင်းပွဲရောမှဆန်ရှိုနဲ့တောင်ပိုင်းတစ်ဖက်နည်းနည်းဂျုံအားချိနေလို့ဗျာဆန်ရှိုနဲ့နက်တူနဲ့သူနှစ်ယောက်ယုံနေလို့သားခြေစီးပွဲနည်းနည်းခန်းသာနေလို့ပြောလိုက်ရဗျာတချို့ပွဲကြီး တည်ကြမဲ့ပွဲကြီးကြတယ်။ချောင်းကနေပေါ့တည်ကြမဲ့ပွဲကြီးကြတယ်။အဲနိုင်ရမဲ့ပွဲနိုင်တယ်ပေါ့နော်။ဝေကွင်းပွဲဆို2025ခုနှစ်တွင်မှာဒီညပွဲပြန်နိုင်တာဗျာ။ဝေကွင်းပွဲမနိုင်တာတော်တော်ကြာနေပြီ။တည်နဲ့အရှုံးနေကြီးပဲ။အဲ့လောက်ထိကိုတော်တော်ဆိုးရတာ။ချက်စီကအခုကတော့ကျွန်တော်ဒီညနိုင်ပွဲကြောင့်ကျွန်တော်ချမ်ပီယံလိစာမွေးပဲပေါ့နော်။ချမ်ပီယံလိဝင်ခွင့်စာပွဲပွဲတော့ဆက်လက်ပြီးဖြည့်ဆုံနေရတော့မှာဗျာ။ ဆောင်းဝမ်းဘာသာရေးအများဆုံးဖြည့်နေရပါတော့။ဒါပေမဲ့မကြသေးဘူးဗျာ။ဆက်ဖြည့်ဝင်ရသေးရပါ့။ပြီးတော့မင်းယူမင်းယူရတော့ဗျာ။မင်းယူရတော့ဒီပွဲနှစ်ပွဲတိုက်နေဆိုကျွန်တော်မကြည့်ပြဘူးဗျာ။ဒါပေမဲ့လည်းတေးလာတော့ရမယ်ထင်တာဗျာ။ဦးကတော့ချုံးပါချုံးလိုက်သေး။မင်းယူကျောင်းကတော့တေးတော့မပြောချင်တော့ဗျာ။